DVV ရဲ့နောက်ဆုံးရသတင်းလေးကိုပြောပြပေးပါမယ်။2021ခုနှစ်ကနေ2025ခုနှစ်အောက်တိုဘာလ21ရက်နေ့အထိစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်စာတင်ကြောင်းပေါင်း480ပျက်စီးခဲ့တယ်လို့ DVV Data အဖွဲ့ရဲ့ကောက်ယူရရှိထားတဲ့စာရင်းတွေသိရပါတယ်။အဲ့ဒီထဲမှာသခိုင်းတိုင်းမှာတော့134ကြောင်းနဲ့အများဆုံးဖျက်ဆီးခံရတာလည်းဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်နဲ့နမဒူမြို့နယ်အဆက်ကမိုးတေအကျော်ထိကိုစစ်တပ်စစ်ကြောင်းကအောက်တိုဘာလ22ရက်နေ့ညနေပိုင်းကနေစတင်ပြီးရောက်ရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိမှာစစ်တပ်ဟာမိုးတီအကျော်ကလေးနေဘုံကျဲခဲ့တဲ့ဖုန်ကြီးကြောင်နာအထိကိုရောက်လာပြီဖြစ်တယ်လို့ဒေသခံအမျိုးသားတယောက်ကပြောပါရယ် စကိုင်းတိုင်းစလင်းကြီးမြို့နယ်ထဲမှာရှိတဲ့တရုတ်ဝန်ပေါင်းကျင်းနီစီမံကိန်းတွေကိုအော်တိုဘာလ23ရက်နေ့ညကတော်လည်တက်တွေကရှော့တိုက်တုံးနေနဲ့ပစ်ခတ်ခဲ့တာကြောင့်စီမံကိန်းဝင်းအတွင်းမှာပောက်ကွဲမှုဖြစ်ပြီးမီးလောင်ခဲ့တယ်လို့အနီးနားမှာနေထိုင်တဲ့ဒေသခံတွေကပြောပါရယ်။ရှော့တိုက်တုံးပောက်ကွဲပြီးကုမ္ပဏီထဲမှာအချက်ပေးအိုးအောတန်တွေတညလုံးစုညံနေတယ်လို့ရုံးရေးဆန်ကက်တွေဖြစ်နေတယ်လို့ဝန်ပေါင်းကုမ္ပဏီနားမှာနေထိုင်သူတွေစီကနေသိရပါရယ်။ TVV ရဲ့နောက်ဆုံးရသတင်းတွေကို TVV TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါရှင်